ဒီပတ်ပြည်သူများရှင်ကျမအနေနဲ့အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့မြန်မာနိုင်ငံရဲ့ပကတိအရှိတရားကိုအပြည့်အဝထင်ထပ်စေမယ့်သတင်းလေးတို့အထင်နဲ့ရှင်းကျမရေးချက်ပြီးတင်ဆက်ပေးတာပါအဲ့ပါလေဆိုတော့ခိုင်ပြင်းနေမှာဆိုရင်အခုတို့ကလည်းစစ်မှုတော်ဥပဒေဆိုတာထုတ်လိုက်ပြီးရှင်ထုတ်လိုက်ပေါ့နော်တို့ကအေးရထုတ်တာပါလေဆိုတော့မျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်တဲ့ NDEP ပေါ့နော်အဲ့လိုပေးထားရရှင်တို့ကအေးပြဋ္ဌာန်းချက်ကိုထုတ်လိုက်တယ် အော်သူတို့ထောက်ထားတဲ့စစ်မှုထမ်းဥပဒေပေါ့နော်အဲဒီဥပဒေနဲ့ပတ်သက်ပြီးကျွန်မနည်းနည်းသွားလေ့လာဖြစ်တယ်ရှင်အဲလေ့လာဖြစ်တာလေးကျွန်မပြန်လည်းညှောက်ပေးပါမယ်သူတို့ကဒီစစ်မှုထမ်းလာတဲ့သူတွေဆိုတာတင်တန်း၁လပဲပေးမှာဆိုတာ၁လပေးပြီးလို့ရှင်ကာကွယ်တောင်ကိုနှစ်နှစ်ထမ်းတောင်းမယ်တဲ့ပြီးတော့တာဝန်ဝင်တဲ့အပါဝင်ဆေးရောဂါဖြစ်နေတဲ့သူတွေနဲ့အခြားအခြေအနေအောက်မှာစစ်မှုထမ်းကင်းလို့ခွင့်ရရှိရတဲ့သူတွေလည်းရှိရောရှိရဲ့ဒါပေမဲ့ဟိုဘယ်လိုမျိုးလူတွေကင်းလို့ခွင့်ရမလဲဆိုတာကတော့ကျွန်မလည်းမပြောတော့ဘူးပေါ့နော်ဒီကံကတော့ခိုင်လူမျိုးစံတော့မလွတ်လောက်ဘူးရှင်ချားလူမျိုးစံတော့မပြောတော့ဘူးဆိုတော့သူက ရခိုင်လူမျိုးအပြင်အခြားလူမျိုးတွေကိုမယုံဘူးဆိုတော့လေစစ်စစ်မှုတက်ကျဉ်လို့ခွင်ထဲမှာရခိုင်လူမျိုးမဟုတ်သူများတော့ပါမှာပေါ့နော်လို့ရှိပါရှင်ပြီးတော့တို့ရရာရီရွှေဆိုင်ခွင့်နေရွှေဆိုင်ခွင့်နေဆိုရလဲပါတယ်ဆိုတော့သန်းဆောင်ကြီးရှုပ်ပေါက်ခွင့်နေလဲပါတယ်ရှင်ဒါကျမတို့တက်မတော်ကနေပြီးတော့နိုင်ငံတော်ကနေအတီးပြူထားတဲ့စစ်မှုထမ်းဥပဒေကိုနည်းနည်း copy ယူထားတဲ့ပုံစံမျိုးလို့ကျမမြင်ပါရှင်ဆိုတော့အဲ့လိုမျိုးအမျိုးသားကောင်ကိုဆိုင်ရဥပဒေပါညာဆိုထုတ်လိုက်ပြီးရခါကျတော့ထုတ်လိုက်ပြီးရနောက်မှာပဲမလုပ်လဲဆိုတော့အေးအေးမအေးအေးဖွဲ့ရပါတော့ခိုင်ပြည်ထဲမှာရှိတဲ့လူငယ်တွေကိုခိုင်ပြည်ရဲ့ပင်ထွက်တော့ဟဲ့ဆိုတော့ကွက်တီကလှုပ်လှုပ်သွားတော့ကွက်တီပဲနော် အကောင်လုံးစစ်မှုထမ်းမှုတော့ကိုဥပဒေပြဋ္ဌာန်းတယ်ပြီးတော့လူငယ်တွေအခိုင်အမာပြင်ထွက်တော့အေးသွားတယ်မှာသူကကွက်တီပဲကွက်တီမက်စီပဲနော်ကွက်တီမက်စီလောက်လိုက်ပြီးအဲ့ခါမှာတခိုင်မျိုးတွေအနေနဲ့ကတော့အားလုံးပြည့်ရတိုင်းပဲဟိုထွက်ပြေးကြတယ်ဝါရှင်ထွက်ပြေးတဲ့ခါကျတော့သူတို့တခိုင်မှာဆိုရင်လည်းဒေသတကူ9000ပေးရတယ်တဲ့ကျွန်မနေရာလေးခွန်မန်လေးကြောင်လာရေးသွားတာဒီလားတမင်းတခါစားပြင်လို့ရှင်တပေါင်းကွယ်တဲ့ပြတ်တော့အဲ့တခိုင်ကနေထွက်ပြေးတယ်ဆိုတော့လူပွဲစားရရှိရင်အဲ့လူပွဲစားတွေတယောက်ကို350ပေးပြီးတော့ပြေးရတာတော်တယ်အဲ့လိုမျိုးပေါ့နော်သူတို့လည်းဒုက္ခကြည့်ပါရှင် ဲ့လိုလည်းပဲအေယာစုတန်းတို့ဂျန်ကုန်းတို့မန္တလေးတို့ရောက်လာတာပေါ့ရှင်တော်တော်တော့ပတ်စံကုန်းစားခံမှာရောက်လာတာဖြစ်ပါရဲ့ရှင်ပြီးတော့ဒီပေါ့နော်ဒီကိစ္စကဆိုရင်အခုဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်နိုင်ငံရဲ့အဖြစ်တရားလေးတစ်ခုပါအဖြစ်တရားလေးကိုကျွန်တော်ပြောပြချင်တာကျွန်တော်ခုပြောရတဲ့စကားကိုလူတွေအားလုံးလည်းတိုက်နိုင်တယ်လူတွေအားလုံးမတိုက်တာလည်းဖြစ်နိုင်တယ်ကျွန်မသိရတိုင်းပဲလေအဖြစ်တရားလေးဖြစ်တယ်ကကျွန်မအဖြစ်တရားတိုင်းပဲတင်ဆက်ပေးပါရှင်ကျွန်မနိုင်ငံမှာစစ်မှုမထမ်းရတော့တဲ့ပြည်နယ်မရှိတော့ဘူးရှင်မရှိတော့ဘူးနော်မရှိတော့ဘူးလားအခုဆိုရင်သိရတိုင်းပဲလေရခိုင်လူမျိုးတွေစစ်မှုထမ်းမှာကြောက်လို့ခက်ပြေးကြတယ် ခြားပြည်နယ်ပြည်ရောရန်ကုန်မန္တလေးပိုင်းမှာပြေးကြတယ်အဲ့လိုပဲကချင်ပြည်နယ်မှာလည်းကရန်ရလူသစ်စုနေရှင်စစ်မှုမထမ်းမနေရသူတို့လည်းထမ်းနေရတယ်အဲ့တော့ကချင်လူမျိုးတွေလည်းထွက်ပြေးကြတယ်ပြည်မလည်းပြန်ပြေးတယ်ပေါ့နော်ကရင်ပြည်နယ်မှာလည်းထုံကြီး၎င်းပဲရှမ်းပြည်နယ်မှာပိုဆိုးပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တိုင်းသားတွေကရန်ကုန်မန္တလေးပိုင်းမှာပြေးလာတယ်ဆိုတော့လွတ်ပြီလားမလွတ်ဘူးဘာကြလဲဆိုတော့နိုင်ငံတော်အဆင့်ပြည်ထောင်စုအဆင့်ထုတ်ထားတဲ့စစ်မှုတော်ဥပဒေဆိုတာကြီးကအဆင့်တက်ဟုတ်ကဲ့အဆင့်တက်ဒီတော့မဖြစ်လေ ဟိုကနေပြည်ပြီးဗီယိုလာတယ်စစ်မှုထမ်းမှာစည်ရင်ဝင်တယ်ဆိုရင်နိုင်ငံတော်အတွက်စစ်မှုထမ်းရမှာပဲအဲ့တော့လူငယ်တွေကရွေးချယ်စရာတိတ်များစားမရှိတော့စစ်မှုထမ်းတာကထမ်းရမှာလေဒေတာဝါကြီးပေါ့နော်ဘယ်အဖွဲ့အစည်းမှာထမ်းမလဲဆိုတော့ဝယ်တို့ကရွေးရတော့မယ့်အခြေအနေဖြစ်သွားတာဒါပကတိအရှိတရားနဲ့ကျွန်မပြောပြရအောင်နော်ကျွန်တော်ကခါတိုင်းအမှန်တရားကိုမြင်လို့ရတယ်ဆိုရင်ပကတိအရှိတရားကိုမေ့နေကြတာအမှန်တရားဆိုတာတော့မှလေဘပေါင်းတော်ကကြည့်လို့ရှိရင်တစ်မျိုးစီထွက်သေးတယ်အမှန်တရားကလေဒီဘက်ကကြည့်အမှန်တရားတစ်မျိုး သူ့ဘက်ကကြည့်ရအမှန်တရားတစ်မျိုးကိုယ့်ဘက်ကကြည့်ရအမှန်တရားတစ်မျိုးအမှန်တရားလိမ့်ပတ်နေတဲ့သဘောတရားရှိတယ်။ဒါပေမဲ့ပကတိအရှိတရားကတော့လိမ့်ပတ်မနေဘူး။သူကတစ်ခုတည်းတသက်မထဲရှိတယ်။ဒီတော့အမြင်မြင်အခြေအနေနဲ့ကပကတိအရှိတရားကိုနီးဆက်တယ်ရှင်။နော်မြင်မြင်အခြေအနေကတော့လူငယ်တွေစိတ်မူလန်းရှောင်ရဲလို့မရဘူး။ဘယ်ဖွဲ့ရဝင်မလဲဆိုတော့ပဲရွေးချယ်ရမယ့်အခြေအနေဖြစ်သွားပြီရှင်။နောက်ထပ်ရွေးချယ်ကြတဲ့ခုကဒီစိတ်မူလန်းဥပဒေဆိုတာကြီးပြီးပြတ်သွားဖို့အတွက်ငါတို့လုံနိုင်မလားစိတ်မူလန်းဥပဒေပြေုံသိမ်းဖို့တော့လုံနိုင်မလားဆိုတော့မလုံနိုင်ဘူးရှင်။ ဒါကနိုင်ငံတစ်ခုအတွက်လိုအပ်တဲ့ဥပဒေဖြစ်တဲ့အတွက်ဒါအောင်ရုပ်သိမ်းဖို့အတွက်ကိုကျမတို့ကမလုပ်ဆောင်ပါဘူး။ဒီတော့နောက်ထပ်ရွေးချယ်တာတစ်ခုကစစ်ပွဲတွေပြီးသွားရင်တော့စစ်မှုထမ်းရတာအခုတက်ပေါ်ပြီးတသက်ထောင်ရှိမယ်လို့ထင်တယ်။ဘာလို့စစ်ပွဲတွေမရှိလို့ရှိရင်စစ်မှုထမ်းတဲ့ဆိုတော့မှစစ်တပ်ချမ်းမလို့လေတေးချမ်းမလို့လေအတိတ်ကစစ်မှုထမ်းကိုကြောက်ကြတာတရားမှကြောက်လို့ကြောက်ပြီးကြတာလေဒါဖြစ်ဖြစ်လေလူသဘောတရားကိုကျမမဖြစ်တင်တာလည်းမဟုတ်ဘူးလူဆိုတရားမှကြောက်တယ်ကျမဆိုရင်ကြောက်ပါပဲ။ဟုတ်တယ်နော်ဒီတော့လူငယ်တွေအရဆိုရင်ခြေရန်ထွက်ရမှာကြောက်လို့ပေမာဆိုလို့စစ်မှုထမ်းကိုဆောင်ခဲကြတာ အန္တရာယ်မရှိဘူးလို့စစ်မှုထမ်းဖို့တော့ကတုတ်တမခတ်ခဲဘူးနှစ်နှစ်ပဲ။တိုင်းပြည်အေးချမ်းသွားဆိုတာနှစ်နှစ်ထမ်းဆောင်စစ်ပညာသင်ပြီးအချိန်နဲ့အင်ပြန်လူဇလန်းလေးရတာအေးစစ်စစ်ပဲလေ။ဟုတ်တယ်မလား။ဒီတော့စစ်ပွဲတွေပြီးဖို့ပဲကျမတို့ကဝိုင်းဝန်းစူးစမ်းမယ်ချင်းနေခုပေါ်ရှင်အဲ့လိုမှမဟုတ်ရင်တော့ရခိုင်ပြည်တွေကလေအရာဝီတိုင်းပြည်လေစစ်မှုထမ်းပါလို့ရှင်သွားမှာပဲ။နော်တချင်ပြည်တွေကနေဟိုမန္တလေးတိုင်းပြည်လေစစ်မှုထမ်းတဲ့မှာကျုံးဝင်တာပဲပြည်အောင်စုသားလေမြန်မာနိုင်ငံသားလေဘယ်မှာလွတ်တာရှိမှလဲရှင့် ဟုတ်တယ်မတခုတော့ရှိရင်မတက်တော့ရေးချယ်တော့တော့လောက်ခလာလာတော့ပုံမှန်ရတယ်ဟိုလောက်ခလာလာပုံမှန်ရတယ်ပြီးတော့သူ့မှာပေးထားတဲ့အခွင့်အရေးတွေရှိရပြီးတော့ဒီတောင်ကိုတီးဆုံးသွားလို့ရှိရင်ကိုကအေးအေးဆေးဆေးနဲ့ကိုရဲ့ဘဝကိုပြန်ပြီးလဲပတ်လို့ရတယ်အဲ့ဒီအခွင့်အရေးကတော့မြမတက်မှာပါတယ်လို့ပြောရမှာပေါ့နော်လက်နက်ကင်ထဲဝင်သွားရင်တော့ရှင်အေးအေးဆိုလဲအကျန်းဖက်အခွင့်ဖြစ်ပြင်ညာခံတာနော် MNDA ဆိုလဲတည့်ရတိုင်းမှာအကျန်းဖက် PDF ဆိုလဲအကျန်းဖက်ဆိုတော့ PDF မှာတာဝန်ထမ်းဆောင်ပြီးပြန်ထွက်လာရင်တော့ကိုကအကျန်းဖက်ဖြစ်နေဦးမှာလေ အကမဖြစ်နေလို့ချင်းဘာဖြစ်လဲကိုယ့်ရဲ့နေထိုင်ရမယ့်ဘဝပုံစံကပုံမှန်တိုင်းတည်ရစရာအကြောင်းမရှိတော့ဘူးအဲ့ဆုံးချုံမှုကရှိတယ်အဲ့ပတ်ချမ်းအကြောင်းဘာလို့ဆိုတော့သူကတရားဝင်ဖွဲ့စီမှမဟုတ်တာတက်မလို့ကြတရားဝင်ဖွဲ့စီလေအဲ့တခုတော့နေနိုင်ရှင်စဉ်းစားကြည့်ပေါ့နော်ဘယ်ဘက်ဝင်မှတော့ကျွန်မမပြောဘူးနိုင်ရှင်စဉ်းစားကြည့်အဲ့တခုတော့ရှိရပါရှင့်ဒီတော့ကျွန်မနိုင်ငံလူငယ်တွေကတော့ဟိုကြုံဘူးပါဂုံဘူးဆောင်ခစ်ကိုရောက်လာတာပေါ့နော်ရှင်တို့ဒီခစ်ကာလမှာမျိုးသားဖြစ်မွေးဖွားလာတာကိုကမှားနေအောင်လို့ပြောရအောင်ရှင်မှားနေအောင်နော်အဲ့တော့ မှားမဲ့အတူတူပေါ့နော်ငါတို့အမှန်တရားဖြစ်အောင်ဘယ်လိုရွေးမလဲဆိုတော့ကိုယ့်ကိုဉာဏ်ရှိသလိုစဉ်းစားကြပါချင်းတော်ရလဲတော်သေးရဲ့ဒီခေတ်ဒီချိန်မှာသူဖြစ်တာမင်းကလေးဖြစ်လာလို့မင်းကြောက်ကြနေလို့မလွယ်ဘူးကြောက်ရလဲမလွယ်ဘူးချိန်ရအဲ့လိုရှိရပေါ့နော်ကိုကျင်းစားပါလေကိုတို့မှမပြီးလေတလားကိုကျင်းစားပါလေဘူးမဆိုပေါ့ဒီခေတ်ကာလမှာဘယ်စစ်မှုထမ်းချိန်မှာမယ်ချင်းကျွန်မလဲကိုကျင်းစားပါလေချင်းဒါပေမဲ့ကျွန်မတို့ဆောင်ရဲလို့မရတဲ့အချိန်တွေတခုမှလူဖြစ်လာတဲ့အတွက်အကောင်ဆုံးရွေးချယ်ပြီးတော့စဉ်းစားနိုင်ကြပါစေလို့ပဲကျွန်မပြောချင်ပါတယ်ချင်းဝင်မဲ့ဝင်ဘယ်အခွင့်အရေးနဲ့ဝင်မလဲဆိုတော့စဉ်းစားကြည့်ပေါ့နော် ။ဘာကြောင့်လဲဆိုတော့အမျော်မြင်ရှိမှာပဲကျမတို့ကခစ်ကောင်းဖို့ပြီမှာရှင်။နောက်နိုင်ငံမှာတော့ရှင်လူရခတ်ကြရင်အမှန်တရားကိုနှစ်သက်ပါတယ်ရှင်။ပကတိအရှိတရားကြတော့နှစ်သက်ကြအောင်ရှင်အဲ့လိုမျိုးရှိပါတယ်။အမှန်တရားထက်ပူခါတာက ပကတိအရှိတရားဖြစ်နေတယ်ရှင်။ဒါကြောင့်ကျမတို့ပကတိအရှိတရားမြင်အောင်ကြည့်ပါအမှန်တရားကိုမြင်လို့ရဆိုတော့ပကတိအရှိတရားကိုကျမတို့တိတူရှုတာလို့မရပါဖြင့်ဒါလေးပဲပြောချင်ပါတယ်ပြီးတော့နောက်ဆုံးအနေနဲ့ပြောချင်တာကမြန်မာနိုင်ငံမှာစစ်မှုထမ်းကိုကင်းလွတ်နိုင်တဲ့နေရာလုံးဝမရှိတော့ပါဘူးရှင် ဒါကြောင့်အကြီးအကျယ်ဆောင်ရွက်နေရမလို့ပဲနဲ့တင့်တူစီမံပြီးတော့နိုင်ငံတော်အကျိုးပြုရန်ကြပါစေလို့လည်းကျွန်မကအကိုများမောင်လေးများစီတို့စကားလက်ဆောင်လေးပါလိုက်ပြစီရှင့်။ဒါပြင်ဟိုကျွန်မနိုင်ငံအတွက်အဆင့်ဖို့ဖမ်းပေးကြတဲ့အကိုရီမောင်လေးအားလုံးကိုလည်းကျွန်မဒီနေရာနေပြီးတော့လေးစားစွာနဲ့ဂုဏ်ပြုအပ်ပါရှင့်။အကိုရီမောင်ရဲ့တက်တီလေးကြောင့်ကျွန်မနိုင်ငံလေးလည်းအေးချမ်းပါစေလို့ကျွန်မအနေနဲ့ဆုတောင်းပါရက်ကျွန်မလည်းတင်ဆက်မှုတွေကိုအနည်းငယ်မှအားပေးခဲ့ကြတဲ့ဒီဘက်ပြည်သူများအားလုံးဆက်ချမ်းသာကိုကျမ်းမာကြပါစေလို့ကျွန်မတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်